ထပ်ပါသားဆရာရဲ့ကျွန်တော်တန်တမခွဲနိုင်ဘူးမြရဲ့ကျွန်တော်တန်တမခွဲနိုင်ဘူးမြေမင်္ဂလာပါမင်္ဂလာပါခုနပြောက်ကတော့ပြောတာမြင့်ကဒီတိုင်းနဲ့အသက်လေးမကြီးတော့လို့ပြောတာဘယ်လိုခံလားဟာကြီးပါတယ်ဘယ်နဲ့မကြီးပဲတော့မနေပါဘူးကိုကြီးပါတယ်ဒါပေမဲ့ဒီကားထဲမှာကြည့်လိုက်တယ်အကုန်လုံးကဟောနည်းနည်းကြသွားသလိုလို့ဟိုချလာတော့လို့ရှိတယ်ဗောနော်မြင့်ကတော့ဒီမှာအာပုံမှန်တိုင်းနဲ့တချို့ပြောတယ်ဖောင်းနေတယ်မျက်နှာလေးလား ကားထဲမှာပြောရလားစကားထဲမှာအဲအဲ့ဒီတုန်းကကျွန်တော်ထင်တာဒါကိုဗစ်အပြီးကာလာပုံစံလေးပေါ့နော်အခုဆိုလို့ရှိရင်ဒါ၄-၅နှစ်လောက်တော့နည်းနည်းတော့ဟသွားပြီပေါ့ဟုတ်ကဲ့ဒီတွင်ဝင်းတိုက်တာဘာလို့လက်ခံလိုက်တယ်လို့ပြောမလဲအဓိကကျွန်တော်အရင်တော့ဆိုလို့ရှိရင်အဲ့အိမ်တော်ကြီးကားတွေဆိုလို့ရှိရင်မရိုက်ဘူးဘာဖြစ်လို့မရိုက်ဘူးဆိုတာအဲ့လိုကိုကိုတိုင်ကအဲ့လိုကားတွေဆိုမကြိုက်လို့အဲ့လိုပေါ့နော်ဒါပေမဲ့ မင်းကလေးပြိသက်ကြတော့အဲ့လိုကားကြီးကြောင်ကြိုက်တယ်အဲအဲအဲ့လိုပေါ့အရင်တော့ကဆိုကျွန်တော်တော်တော်နဲပါတယ်နဲတာမို့မရှိတော့မရှိသလောက်ပါပဲအခုကြတော့မှကျွန်တော်မိသားစုကားလေးတွေအဲ့လိုအိမ်တော်ကြီးကားလေးတွေရိုက်တာပေါ့နော်ဒီကားဆိုလို့ရှိရင်ကျွန်တော်ဒီအိမ်တော်ကြီးကားထဲမှာဒါပထမအဆုံးရုံပေါ်ရောက်တဲ့ကားလို့တော့မပြောလို့ရတယ်ဟုတ်အဲ့လိုဒါမှဒီမှာကြတော့ဟိုကူကဖောက်ပြန်တယ်လို့ပေါ့လေဒါပေမဲ့နည်းနည်းပဲပါမလို့ပဲရှိတယ်ဒါလေးကိုကိုစောဘယ်လိုလုပ်ခဲ့အဲကောင်းတယ်ဒီကားက ပြောရရင်တေးဥဆောင် main actor တော့နင်းတယ်ဒါပေမဲ့ပါဝင်တဲ့တေးဥဆောင်တွေအကုန်လုံးကဟိုကိုယ်ကရိုက်တာကိုယ့်ရဲ့ပုံစံနဲ့အဲအဲ့လိုတယောက်ကရိုက်တာတစ်မျိုးစီပေါ့နော်အဲ့လိုမတူညီတဲ့ပုံစံလေးနဲ့တေးဥဆောင်ရတာပါဟုတ်ဒီမြက်ကတော့ဒီမှာဆရာအောင်ဖြစ်တဲ့အတွက်ပြင်းနဲ့ live ဖြစ်တဲ့ဟာဒီသူဝင်းစော့တာလေးနဲ့အဲ့လိုနဲ့ဆရာအောင်ပုံစံလေးကြာတာပေါ့ဒီကျိုးကလေ तू က तू identity ဖြစ်နေအဝစားစင်ဖို့ရောနောက်မှသူ့နာမည်တင်မင်မြဆိုတဲ့အတိုင်းမြလေးနေတယ်ရောဒါလေးက live ဖြစ်တယ်ဟုတ်တယ် အဲဒီကားမှာဆိုရင်ဒါညီမရင်းနေကြည့်ဦးရဲ့ကာရီတာကြတော့ခြုံထွက်နေတာပေါ့လေနော် ကားမှာအကုန်လုံးကဟိုဆရာဝန်တွေပညာတတ်တွေအဲ့လို အကုန်လုံးကကာရီတာအငင်းငင်းလေးတွေကြီးပဲအဲ့လိုညီမရင်းနေကြည့်ဦးရဲ့ကာရီတာကြတော့သူကအဲ့မှာသူတယောက်တည်းအဆူအလှုပ်ဖြစ်နေတာပေါ့လေနောက်ပြီးတော့သူတေဦးဆောင်တဲ့အမှုရာတွေအဲ့လိုပြင်ဆင်မှုတွေဆိုလို့ရှိရင်လည်းအရန်ကောင်းပါတယ်ခင်ဗျာဒီမှာဆိုရင်ကိုစောဘယ်လောက်စူးစမ်းထားတယ်လို့ပြောပါမလို့ တင်ဦးလျာအယုတ်တွေ night scene တွေအဲ့ဒါတွေတော်တော်များတယ်ဟုတ်တယ်ဟုတ်တယ်ဆိုတာဒီကားမှာဒါဥသောဒီကားမှာတေးချာလေးပေါ့နော်အဲ့လိုပြင်ဆင်ပြီးတော့တေးချာလေးအချိန်ပေးပြီးတော့ဒါရိုက်ထားတဲ့ကားပါဗျဟိုကားလည်းကြောက်နေတာအယုတ်တွေလည်းကောင်းတာအဲ့လိုပြန်ခံစားရတဲ့ခါကျတော့ကိုကိုပြန်ကြည့်ရတယ်ပြေတတ်ကြည့်တာဘယ်လိုလေးဟိုရတာရှိမှာပြောမယ်အဲဒီကအခုချိန်ဒီမကြည့်ရသေးဘူးပေါ့နော်ဒါမကြခင်တော့ကြည့်ရတော့မှအဲကျွန်တော်လည်းဘယ်လိုပုံစံလေးဖြစ်မလဲ အဲဘယ်လောက်ထိပြည့်သက်စိတ်ဝင်စားမလဲအဲ့ဒါလေးကိုစိတ်ဝင်စားပါတယ်ခင်ဗျာဟုတ်ဒီဆုံးတော့အမှတ်ရစရာခန်းနေအများကြီးချင်တော့ဘာလို့ဆိုတော့ဟိုကမိမကဝင်လာတော့ဒီမှာကဆရာဆန်းဆန်းဆန်းဆိုပြီးတင်းဟိုကစတတ်ခိုင်းတယ်ဒီခန်းလေးနောက်နောက်တစ်ခန်းရှိတယ်နောက်တစ်ခန်းကဝိုင်းတော့ပြီးတော့ဝိုင်းကိုမှောက်ချလိုက်တာအဲ့ဒါရင်မမှာဟုတ်တယ်ဒါအဲ့ဒီစင်လေးတွေကတော့ဒါဒီကားမှဆိုလို့ရှိရင်နည်းနည်းလေးဘယ်လိုပြောရအောင်လဲဥစောအသေးစိတ်သေးချာလေး လက်စွမ်းပြရတဲ့ကားဟုတ်ဟုတ်ဦးစိုးတော်ပြောတယ်ကျွန်တော်အဲ့လောက်ခိုင်းလိုက်မိလားလို့အဲ့လိုပြန်ပြောရတယ်အဲ့တော့ခိုးဘက်ကနေကြူးကောင်းတဲ့အတွက်ကိုလောရတာဘယ်လိုအဆင်ပြေလို့ပြောမလဲအဲဟုတ်တယ်အားကြောင့်ဒီကားမှာအကုန်လုံးကကိုကိုင်နာနဲ့ကိုလောရတယ်ဆိုတော့အဲအဲ့လိုမျိုးပေါ့လေနော်မိမနဲ့ကြလို့ရှိရင်လည်းအဲကိုရဲ့ဆက်ဆံရေးရတမျိုးသူနဲ့ကြရင်ဆက်ဆံရေးရတမျိုးကဲအကြမ်းမှာညီတို့ခေါင်းရောက်တော့ညီတို့ခေါင်းနဲ့ပါလို့ဆက်ဆံရေးရတမျိုးအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုအဲ့လို အဲ့ပတ်ညိနေကြတာပေါ့အဲ့တော့ပတ်ညိတာနှစ်ယောက်ချမ်းမှာခေါင်းစားရတာတော့ကြောင့် message ပို့ပြန်တယ်တော့ကြောင့်ဖုန်းဆက်ပြန်တယ်အဲ့အဲ့ဒါလေးတွေကိုစိတ်လှုပ်ရှားဝဲဒါကပေးတက်လည်းကြိုက်ပြန်စားမှာလို့ဖြစ်မှာနော်ဟဲ့ဟုတ်တယ်ဒီကားမှာဆိုလို့ရှိရင်တော့အဲ့အဲ့လိုပတ်ပြီးတော့ဘယ်လိုပြောရအသေးရစရာလေးဖြစ်နေတာပေါ့လေနော်ဟုတ်ကဲ့ဘာပေးတက်တွေကိုအာဘာလို့ဒီကားရိုက်ဖြစ်တယ်ဒီကားကဘယ်လိုကြည့်တဲ့နေကားလို့ပြောပြအဲအဓိကတော့အဲအခုနောက်ပိုင်းအကြမ်းမှာကျော်ဒီအိမ်တော်ကြီးကားလေးတွေ ရိုက်ဖြစ်တာပေါ့နော်အဓိကတော့ဒါကျွန်တော်ရိုက်ကူးတာလည်းနည်းတယ်ပိတ်သက်ကိုလည်းကြီးစေချင်တယ်ပေါ့ကျွန်တော်ထင်ပါတယ်ဒီလိုကားရည်ဆိုလို့ရှိရင်တော့မင်းကလေးပိတ်သက်ကပိုကြိုက်မှာပေါ့ဟုတ်ကဲ့မိမကိုအချစ်နဲ့အတက်ပြီးတော့ဟောကြိုက်တယ်ပိတ်သက်ဆိုတော့တော်တော်သဘောကျတယ်ခါအဲအချစ်ကိုဟလိုမိသားစုကိစ္စလေးတွေပေါ့အဲအဲ့လိုလေးတွေနဲ့ရောထွေးနေတဲ့အဲ့လိုဒရာမာလေးပေါ့ဟုတ်ပါပါဟုတ်လာမဲ့ဒါ20ရက်နေ့ဆိုရင်ဓာညီဆိုတဲ့ရုပ်ရှင်စကားကြီးကို မကြခင်ယုံတင်တော့မှာဖြစ်ပါတယ်။ဇကားထဲမှာဘာမနဲ့တိကျအောင်လဲဘယ်လိုညှိနေကြအောင်လဲဆိုတာလာရောအားပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။